ရန်ကုန်မြို့မှာအချမ်းသာဆုံးဒိတ်ဒိတ်ကျဲတတိသားကုမာရွေးတွင်းနေတဲ့တရုတ်ဆောင်ခင်လိုင်ရဲ့သမီးဒဇင်ထူမြင့်ရဲ့နောက်ကေကအကြောင်းရင်းပရိသတ်များအလုံးမဲမင်္ဂလာပါရှင်ရန်ကုန်မြို့ရဲ့နာမည်ကြီးဘားပိုင်ရှင်ဒိတ်ဒိတ်ကျဲတတိသားကုမာရွေးတွင်းနေကြောင်းသတင်းနေထွက်နေတာကတော့တရုတ်ဆောင်မင်းသမီးဒဇင်ထူမြင့်မှာအစောပိုင်းမှာတော့ဒဇင်ထူမြင့်ကစစ်သူမရှိဘူးဆိုပြီးတော့အမြဲတမ်းညင်းနေကြတာဖြစ်ပါတယ် အခုတော့သဇင်ထူးမြင့်တယောက်သူမရွေးချယ်လိုက်တဲ့ချစ်သူကောင်လေးဟာတာမန်ကောင်လေးမဟုတ်ဘဲရန်ကုန်မြို့ရဲ့ night life လောကမှာထိတ်တန့်နံပါတ်1လို့ပြောလို့ရတဲ့ Diver Room ဘာကြီးကိုပိုင်ဆိုင်တဲ့တတိကြီးရဲ့တာကိုကောင်းပြေဆုံးဖြစ်နေရကြောင်းဓာတ်ပုံတွေပြန့်နှံ့လာပြီးတဲ့နောက်လူပြောများနေပါတယ်။အလုံးသိကြတဲ့အချိန်မှာသဇင်ထူးမြင့်ဟာလူရှင်တော်ခင်လာရဲ့တမိဖြစ်ပါတယ်။ဒါပေမဲ့လည်းသဇင်ထူးမြင့်ကဟာတာလူရှင်တော်ဦးခင်လာရဲ့တမိဆိုတဲ့ခေါင်းစဉ်အောက်မှာပဲခိုကက်နေတဲ့သူမဟုတ်ပါဘူး။သဇင်ထူးမြင့်ဟာယူပါပြည်သားဘာသာရဲနဲ့ပွဲရထား တဲ့ပညာသက်တယောက်ဖြစ်သလုံး vlogger လောက influencer လောကမှာသူမရဲ့ကိုပိုင်ဟန်ကိုပိုင်ရည်ချင်းတွေနဲ့ဝင်ငွေကောင်းကောင်းရှာဖွေနေတဲ့အနုပညာရှင်တယောက်ဖြစ်ပါတယ်ဒဇင်ထွန်းမြင့်ရဖခင်ဖြစ်သူဝိုင်းရင်လူရှင်တော်ကြီးဦးခင်လိုင်ကအနုပညာလောကမှာနေပေါင်းများစွာတိတ်ခါရှိရှိရည်တည်ခဲ့ပြီးတော့ဇီဝဥစ္စာရှာဖွေခဲ့သူပါရုပ်ရှင်နဲ့ဇာတ်ပင်လောကမှာဦးခင်လိုင်ရဲ့အရှိန်အဟွာဥစ္စာကမသေးပါဘူး။ဒါအပြင်သားသမီးတွေကိုလည်းလိမ်မာရင်ကြည့်အောင်ပညာတတ်အောင်ထားပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့်သစင်ထူးမြင့်ဟာချမ်းသာတဲ့အတန်းဝိုင်းထဲမှာဝင်ဆံဖို့အတွက်အနည်းအထိုင်းအပြောဆိုဖက်ရှင်လူမှုဆက်ဆံရေးအားလုံးပြည့်စုံနေပြီသားဖြစ်ပါတယ်။ဒါကြောင့်လည်းမြန်မာနိုင်ငံမှာဒိဋ္ဌိကျချမ်းသာတဲ့တတိတောင်ဘားပိုင်ရှင်ကိုမှချစ်သူဖြစ်နေရွေးချယ်ထားတာဖြစ်ပါတယ်။ကောင်းပြည့်စုံတဲ့လူရှင်တော်ခင်လိုင်ရဲ့သမီးကဒီလိုမျိုးပြည့်စုံတဲ့ဇုံတွဲဖြစ်ပေမဲ့သူတို့နှစ်ဦးဟာအင်တာနက်လူမှုကွန်ရက်ပေါ်မှာတော့အလွန်အကျွံဟိတ်ဟန်ထုတ်ပြတာမျိုးတိတ်မတွေ့ရပါဘူး။ဒါကသူတို့ရဲ့ရင်ကျက်မှုကိုပြသနေရပါ။တချို့ဇုံတွဲတွေကကြွေ ယ်ဝမှုတွေကိုပြသဖို့စူးစမ်းကြပေမဲ့သူတို့ကတော့ကိုယ်ပဲတံမိုးထားပြီးအေဂျင့်စွာနဲ့ဖြတ်တန်းနေကြပုံပေါ်ပါတယ်။ပရိသတ်တွေအနေနဲ့သူတို့နှစ်ယောက်ရဲ့ lifestyle ကိုကြည့်ပြီးတော့အားကြရသလိုရှေ့ဆက်မဲ့အမှုပညာနဲ့စီးပွားရေးလမ်းကြောင်းတွေမှာအပြန်အလှန်အထောက်အကူပြုမဲ့ဇုံတွဲကြွယ်ဖြစ်လာလိမ့်မယ်လို့မျှော်လင့်နေကြပါတယ်။ ဒါကြောင့်တရေသာကိုကောင်းပြေဆောင်ဘက်ကချင်းရင်လေတစင်သူမြင့်ဟာသူ့အတွက်ဂုံရှိတဲ့ရွေးချယ်မှုတစ်ခု ဖြစ်နေတာပါရုပ်ချုံယုံတသက်မဟုတ်ပဲညံ့ရီထက်မြက်ပြီးတော့မိသားစုနောက်ခံအကောင်းမွန်နဲ့မိန်းကလေးတယောက်ကိုရွေးချယ်လိုက်တာဟောသူ့ဘက်ကလည်းမှန်ကန်တဲ့ဆုံးဖြတ်ချက်လို့ဆိုရမှာပါကောင်းလေးဘက်ကမိဘတွေကပါသဘောတူလက်ခံထားတယ်ဆိုတဲ့သတင်းကိုကြည့်လိုက်ရင်ဒဇင်သူမြင့်ရဲ့တံပိုးကိုသူတို့အတိုင်းဝိုင်းကအတိမတ်ပြုတ်တယ်ဆိုတာထင်ရှားပါတယ် အတူဆုံးပြောရရင်တော့ဒဇင်ထူးမြင့်ကရန်ကုန်မြို့ရဲ့အချမ်းသာဆုံးတတိသားကိုရွေးချယ်လိုက်တာဟာဒီမရဲ့ဘဝကိုမြင့်တင်လို့မူတွဲအမှန်ကန်တဲ့ရွေးချယ်မှုဖြစ်တယ်လို့ဒီမကိုယ်တိုင်ကအဲ့ဒီနေရာနဲ့ထိုက်တန်တဲ့အရေးချင်းတွေရှိနေလို့ပါပန်ကောင်းတော့ပန်သူရဆိုတယ်လို့ပါပဲကိုယ်တိုင်ကတန်မိုးရှိတဲ့ပန်းတပွင့်ဖြစ်နေတဲ့အတွက်တန်မိုးထားတဲ့ပိုင်ရှင်နဲ့တွေ့ဆုံသွားတာလို့ပဲတုံးသက်ရမှာပါ ပရိသတ်ကြီးဘတ်ဆောင်ပြေဆောင်ပြီးတော့လိုက်ဖက်ညီလုံးတဲ့ဒီဆောင်တွေလေးပုံမှာဘယ်လိုမြင်ကြလဲ။ဒဇင်ထွမင်းရဲ့ရွေးချယ်မှုမှန်ကန်နေလို့ထင်လား။မိမိတို့ရဲ့အမြင်လေးကိုမှတ်ချက်ပေးခဲ့ပါအောင်ရှင်။ကြည့်ရှုပေးတဲ့ပရိသတ်များအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ရှင်။